ရခိုင်ကနေလူငယ်တွေဒီနေ့လည်းထွက်လို့မရမနေ့ကလည်းသွားလို့မရထွက်ခွာလို့မရတော့တဲ့မြို့တွေချိလာသွားပြီဒီနေ့ကစပြီးအေအေဟာတော်လိုင်းအဖွဲတသက်မဟုတ်တော့ပါဘူးလည်းမြေအုတ်ချုပ်တဲ့သူအစ်စ်အမှန်ဖြစ်လာတာတွေ့ရပါတယ်ပြီးသူ့ရဲ့သွားလာခွင့်ကိုချုပ်ကန့်ခြင်းဟာရခိုင်နိုင်ငံရေးမြေပုံကိုအပြည့်အပိုင်ပြောင်းလဲပြစ်လိုက်ပြီဆိုတဲ့အချက်ပြမှုပဲဖြစ်ပါတယ်အာနာဆိုတာ ပြည်သူတော်လာမှုကိုထိချုံနိုင်မှာတကယ်အစစ်မှန်တဲ့အာဏာဖြစ်ပါတယ်။ဒါပေမဲ့ပြည်သူတွေရဲ့အခွင့်ပြုချက်မရှိတဲ့အာဏာဟာလည်းရေရှည်တည်တတ်ခိုင်မြဲဖို့မရှိနိုင်ပါဘူး။အခုလူထုတော်လာခွင့်ပိတ်ခြင်းစစ်မှုထမ်းခြင်းစားရစားတဲ့တရင်ထုတ်ပြက်ချက်အရေးဟာရိုးရိုးအုပ်ချုပ်ရေးသဘောတရားနဲ့မတူပါဘူး။ရိုးရိုးအုပ်ချုပ်ရေးပုံစံလည်းမဟုတ်တော့ပါဘူး။အစိုးရတရားရဲ့ခြေလှမ်းအစ်စ်တစ်ခုဖြစ်ပါတယ်။ရေစီးကြောင်းတစ်ခုကိုပြောင်းပြက်လန့်ပစ်လိုက်တဲ့လူမျိုးပါပဲ။ ီအတွက်လည်းလူတိုင်းနားလည်ဖို့ဆိုတော့အချိန်တော့လိုမှာပါ AA ရဲ့စိတ်မှုထမ်းထုတ်ပြချက်တည်င်းအဲ့တည်င်းနောက်ကွယ်မှာမြင်ရတာကစိတ်မှုထမ်းမဲ့လူငယ်အင်အားကိုထိတ်ချုပ်တဲ့မဟာဗျူဟာတစ်ခုပါ အသက်16ကနေ45ဝန်းကျင်အမျိုးသားအသက်16ကနေ95အမျိုးသမီးအဲ့လိုစနစ်တကျပိတ်ဆို့တားမြစ်လိုက်တဲ့ဟာကစစ်တပ်စစ်တီစုဆောင်ရေးအတွက်မြေပြင်ပြင်ဆင်မှုဆိုတာလည်းအမှန်ပါပဲ။ တေချာပေါက်နီပါကိုနောက်ထပ်တတ်တာအတက်ခေါ်ဆိုမှုရှိလာမှာပါ။ဒါဟာစစ်သူရင်ကစားကွက်မှာဆိုရင်အရေးကြီးဆုံးရွှေကွက်တစ်ခုကိုရွှေ့တော့ပါ။အေအေကတရားဝင်ကြေညာချက်တစ်ခု NDEP ကိုတေချာလေးဖတ်ကြည့်လိုက်မယ်ဆိုရင်အသက်ရွယ်ကန့်သက်ထားတယ်။တွာလာခွင့်ကန့်သက်ထားတယ်။နောက်ထပ်မှာကတကယ်စစ်တပ်စစ်အင်အားစတင်ပြီးစုနေပြီ။တကယ်တတိထားဖို့ကတော့ရခိုင် အာနာဘဟုကိုအေအေကသူ့ရဲ့ကိုယ်ပိုင်အဖြစ်စတင်သတ်မှတ်လိုက်ခြင်းဆိုတာပါပဲအဲ့ဒီအခြေအနေမှာအေအေခလုတ်တစ်ချက်နှိပ်လိုက်တဲ့စစ်ကောင်စီဖက်ကရခိုင်မှာအာနာပြတ်တောက်သွားပြီဆိုတဲ့အချက်ပြမှုကိုပြပါတယ်ဆိုလိုတာကအေအေဟာရိုးရိုးတော်လိုက်အဖွဲမဟုတ်တော့ပါဘူးနယ်မြေစိုးမိုးတဲ့သူနယ်မြေကိုထိတ်ချုပ်ပိုင်ဆိုင်ထားတဲ့အစ်မတ်ဖြစ်လာပြီဆိုတာကို ပြသတာပါဒါဟာနိုင်ငံတကာနဲ့ပြည်တွင်းအဖွဲ့အစည်းတွေကိုတိုက်ရိုက်ပြသလိုက်တဲ့ အာနာရွှေပြောင်းချင်းပြတ်ချက်တစ်ခုပါပဲနိုင်ငံရေးမြစ်ပေါ်ကိုအစ်စ်ပြန်ဆွဲလိုက်တဲ့ပုံစံမျိုးနဲ့တူပါတယ်ဖြစ်လိုက်ချေရှိတဲ့အနာဂတ်နှစ်ခုကိုကြည့်လို့ရပါတယ်စီမံခန့်ခွဲမှုအစ်စ်စနစ်အစ်စ်ဖွဲ့စည်းတော်မျိုးအဲ့ဒီကန့်သတ်မှုကို အေအေဟာယာယီမဟုတ်ပဲနဲ့အများရန်စနစ်အဖြစ်သာပြောင်းလဲလိုက်မယ်ဆိုရင်အေအေဟာပညာရေးကျန်းမာရေးလူမှုရေးအာဏာအပြည့်နဲ့ပြည်နယ်အုပ်ချုပ်ရေးကိုတကယ်ပဲထော်ဆောင်တော့မဲ့အခြေအနေဖြစ်သွားပါတယ်။ဒါဟာ မျိုးသေးချပြီးအပင်ပေါက်လာတဲ့လိုမျိုးအုတ်ချုပ်ရန်တရားတစ်ခုလုံးကိုအမြစ်ကနေထူထောင်နေတာလားဆိုတာသေချာသိဖို့နားလည်ဖို့လိုပါတယ်နောက်တစ်ချက်ကပြည်သူစန့်ကျင်မှုတို့မဟုတ်ထပ်ပြီးတော့ဖိအားပေးတဲ့စနစ်တွေပေါ်လာနိုင်တယ်တိုးချက်လာတဲ့အာဏာထဲမှာလူထုခံစားမှုဟာပိုပြီးဖိစည်းတဲ့အခြေအနေဖြစ်လာပြီဆိုရင်အေးအတွက်စစ်ဖက်အောင်မြင်မှုဟာလူမှုရေးအောင်မြင်မှုနဲ့မကိုက်ညီတဲ့ပြဿနာပေါ်လာနိုင်ပါတယ်။နားလည်မှုလိုအချက်ရှိတော့ကိုတော့အေးလို့ဖြေရှင်းဖို့လိုမယ်လို့ကျွန်တော်ထင်ပါတယ်။ စစ်မြေပြင်ကအောင်ပွဲဆိုတာလူထုရင်တဲ့ပတ်တင်မထပ်နိုင်သေးတဲ့အချိန်မှာတော့လူထုစက်ကျင်မှုအသက်တွေပေါ်လာဖို့လမ်းဖွင့်ပေးသလိုဖြစ်သွားနိုင်တာကိုသတိထားဖို့လိုပါတယ်။အေးအေးခြေလမ်းအသက်ချမှတ်လိုက်တာကကျွန်တော်မိတ်ဆွေတွေဘယ်လိုထင်မြင်ချက်ပေးချင်းပါသလဲ။အေးဟာတကယ်နိုင်ငံရေးအာဏာတခုကိုရလာတဲ့အခြေအနေကိုပြင်ဆင်နေတာလားဒါမှမဟုတ်အမြန်ဆုံးစစ်ရေးဖက်စစ်ဖက်စစ်အာဏာကို တိဆောက်တဲ့နာမည်တစ်ခုလိုဖြစ်လာတာလားဒါတော့အများပြောနေတယ်လို့အဲ့ဒီကိစ္စဟာရခိုင်မာတွေမကပါဘူးမြန်မာနိုင်ငံရေးအနာဂတ်မှာဘယ်လိုပုံစံမျိုးဖြစ်လာနိုင်မလဲဆိုတာကိုအလုံးသိချာနားလည်ဖို့လိုပါတယ်ကျွန်တော်မိတ်ဆွေတွေရဲ့အမြင်ဆရာသမားတွေအမြင်ကွန်မန့်မှာမျှဝေပေးခဲ့ကြပါဦးနောက်ထပ်အကြောင်းအရာတွေပေါ်မှာကျွန်တော်ဒီလိုအတူလေးနဲ့ဆက်လက်ပြီးတောက်သက်သွားပါဦးမယ်ကျွန်တော်အောက်မှာစာတမ်းထိုးထားတဲ့လိုအပ်ချက်လေးကိုလည်းဖြစ်နိုင်မယ်ဆိုရင်တော့အကူအညီပေးစေချင်ပါတယ်ဒါဟာအရေးကြီးတဲ့ အရေးပေါ်အခြေအနေရောက်နေလို့ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်